နှစ်တော်ကြာအောင်ချစ်တွေခိုင်မြဲနေတဲ့လေဝဲချက်ကိုဖွင့်ချလိုက်တဲ့ရွှေသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီရွှေနှရွှေတွဲကတော့အခုချိန်မှာပရိသတ်အားကြတဲ့နုပညာရှင်ဆောင်တွဲလေးပါနော်နှစ်ယောက်သာပြည့်ပြည့်စုံတဲ့လိုက်ဖက်မှုတွေနဲ့ပရိသတ်အားကြရလောက်တဲ့ချစ်တွေနဲ့ရှေ့ဆက်နေကြသူတွေလည်းဖြစ်ပါရီ နေရောက်သားကအခုချိန်မှာပြည်သက်အားကြခံနေရပေမဲ့တချိန်ကဝေဖန်တိုက်ခိုက်မှုတွေကိုရှေ့ဆက်ခဲ့ရသူတွေလည်းဖြစ်ပါရည်။ပြည်သက်တွေကတော့တချိန်ကသူတို့နေရောက်ရဲ့ပတ်သက်မှုတွေကိုသဘောမချခဲ့ကြပါဘူး။ပြည်သက်တွေကသူတို့နေရောက်ရဲ့ချစ်ကိုဘာလို့ဝေဖန်ကြတာလဲဆိုရင်ရွှေထူးရဲ့ချန်ခုံနဲ့ချီးရဲကြောင့်လည်းပါတယ်လို့မလိုက်ဖက်တဲ့သူတို့နေရောက်ကြောင့်လည်းပါပါရည်။ရှင်မောကတချိန်ကရှင်မောရဲ့ဒီတစ်ခေတ်ဖြစ်အောင်လုပ်နိုင်ခဲ့သူတယောက်ပါ။အသက်ငယ်ငယ်လေးနဲ့နှုပညာလမ်းကြောင်းပေါ်မှာရောက်လာပေမဲ့တယောက်ဆောင်ကောင်းတဲ့သူ့ရဲ့ပုံစံနဲ့လုံကြီးပေါလာပုံစံကြောင့်ပြည်သက်တွေရဲ့အားပေးမှုကို ိုတကယ်နဲ့ရရှိခဲ့ရလေဖြစ်ပါတယ်။ရှင်မုံကတော့အမှုပညာလုပ်တွေဘလောက်တောင်မှလုပ်ခဲ့ရတလေဆိုရင်ဘီယိုစကားတိုင်းမှာမပါမဖြစ်လိုပါပဲ။ဒီလိုမျိုးအောင်မြင်မှုအပေါင်းတရဖို့စောင်းထားပြီးတော့ထိတ်ဆုံးရောက်နေချိန်မှာအစိုးရတရားနဲ့လက်ထပ်လိုက်တာကိုပြည်သက်တရားနှမြောခဲ့ကြတာပါ။ပြည်သက်တရားတော့အစာပိုင်းမှာသူတို့နှစ်ယောက်ရဲ့ချက်တွေကိုဝေဖန်ပြောဆိုခဲ့တယ်လို့ဘယ်ချိန်မှထပြီးတော့ကွာရှင်းမလဲမသိဘူးဆိုပေအောင်မြင်ချင်းကွာဟာတဲ့သူတို့နှစ်ယောက်ချက်ကိုမယုံနိုင်အောင်ဖြစ်ခဲ့ကြတာပါ။ပြည်သက်တရားတော့ရွှေထူးနဲ့ရွှေမုံကချိန်တိုင်ရင်မပြေလည်မှုတွေနဲ့ကတော့ကစားဖြစ် 加马色比较追天差加贝美。 လက်တွဲမှာတော့ပြိသက်တွေတောင်မှပြန်ပြီးတော့အားကြတဲ့ထေပါရီသူတို့နှစ်ယောက်ရဲ့အိမ်တော်တက်ကြခဲ့ပေမယ့်ရွှေထူကတော့ရွှေမုံကိုလိုလိုက်ပြီးတော့ချစ်ပေးတယ်လို့ရွှေမုံကလည်းသိစိတ်ကအစားဂယူးဆိုင်ပြီးတော့ချစ်ပေးနေတော့မှာပဲပြိသက်တွေကတော့ချိန်တော်ကြအောင်လို့ချစ်တွေခိုင်မြဲနေတဲ့သူတို့ရဲ့ပုံကိုကြည့်ပြီးအားကြနေကြတော့သိကြပါပြီအရှင်ကတော့မဖြစ်နိုင်တဲ့သူတို့နှစ်ယောက်ရဲ့ချင်းတွေကိုဝေဖန်ခဲ့ကြပေမယ့်အချိန်ကြာလေးခိုင်မြဲလေးဖြစ်လာတဲ့သူတို့နှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီးတော့အားကြနေကြပါပြီပြိသက်တွေကတော့ရွှေနှရှိတွဲကိုအားကြနေတယ်လို့အခုလိုမျိုးချစ်တွေခိုင်မြဲနေရတဲ့လေးဝဲချက်ကိုလည်း သိကျင်နေကြပါပြီ။ရွှေထူးကတော့ပရိသတ်တွေအားကြပြီးတော့သိကျင်နေတဲ့အခြေအလေးဝက်ချက်တွေကိုပရိသတ်တရားမျှဝေလာခဲ့ပါပြီ။ရွှေထူးကတော့သူတို့နေရာရဲ့အခြေခုလိုခိုင်မြဲနေတာတယောက်ကိုတယောက်နားလည်မှုတွေဖိမမှုတွေကြောင့်ဆိုတာကိုထုတ်ပြောလာခဲ့ပါပြီ။သူတို့နေရာကိုတယောက်ကိုတယောက်အရန်ချစ်ကြသလိုတယောက်ရဲ့လိုအပ်ချက်တွေကိုတယောက်ကနားလည်ပေးဖိမပေးရင်းနဲ့ရှေ့ဆက်နေရလေဖြစ်ပါတယ်။ အိမ်အောင်တစ်ခုမှာသူအောင်မြင်မငါအောင်မြင်မဆိုတဲ့စိတ်မျိုးမထားပဲနဲ့တယောက်ကိုတယောက်ဖေးမနေကြတာအလုံးမြင်ပါပြီ။ရှေးသူကလေသူကျန်းကျင်တဲ့ဂီတလောကတွေကိုရှင်မုံကိုရောခင်မဖြစ်သူဝင်းမုံကိုပါတွဲခေါ်ပေးတယ်လို့ရှင်မုံကလည်းဒီလိုပါပဲ။ရှင်မုံကရွှေသူကိုအောင်မြင်တဲ့မင်းသားတယောက်ဖြစ်အောင်ကောင်းဆုံးပံ့ပိုးနေခဲ့တာပါ။ရှင်မုံကရွှေသူကိုတယောက်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးလူဝဲချက်တွေကိုကောင်းဆုံးဖြစ်အောင်ပြုပြင်ပေးတယ်လို့ရွှေသူတယောက်ဆောင်ကောင်းတဲ့နေရာတွေဆိုရင်လည်းချီကျူးစကားတွေဆိုပြီးတော့ကွန်ပျူတာတွေထည့်ပါပဲ။ရှင်မုံကတော့ယောက်ျားဖြစ်သူရဲ့စိတ်သဘောကိုလိုက်ပြီးတော့လူဝဲတာလေးတွေကိုထိန်းညှိ ပေးရင်ရှေ့ဆက်နေရမလို့တယောက်နဲ့တယောက်ရမ်းဖြစ်စကားများတာဆိုတာမရှိတော့ဖြစ်နေကြတာပါသူတို့နှစ်ယောက်ရဲ့ရင်ထဲမှာတယောက်ကိုတယောက်လေးလေးနဲ့နဲ့ချစ်သိသလိုနားလည်မှုတွေလေးစားမှုတွေဖေးမမှုတွေနဲ့အပြန်အလှန်ကူညီနေတာမလို့သူတို့ရဲ့ချစ်ကခုတည်းခိုင်မြဲနေတယ်ဆိုပြီးတော့ပြည်သက်တွေတည်အောင်ပြောလာခဲ့ပြီလေဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားပွဲသတင်းကြောင်းလာပြီးနောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေနဲ့တူပြောင်းလာခဲ့ပါအောင်မယ်ရှင်